di video ko alun so tung a clip gizu chunang ga mi tan rai khan ba re yin de bi ge a ko ma kong di chama chara do phra ga insong ko pro lu pra ba mi yin shang wo le tung on na thong bi bu gizu chunang ga mi tan rai khan ba re मतलब मेरे भाइयों आप देख सकते हो ये हमारे मनोज कुमार भाई को हाइड्रोसी की बीमारी है और पंद्रह साल पिछले पंद्रह साल से इस भाई को ये तकलीफ झेल रहे इस बीमारी से लड़ रहे क्योंकि इनके पास एक रुपया नहीं है इस बीमारी का इलाज है अगर अल्लाह ने कोई बीमारी थी है, उसका इलाज भी लिखा है लेकिन कराना पड़ेगा मेरे भाइयों इस हमारे मनोज कुमार भाई को हैड्रोस की बीमारी है और लखनऊ में इनका ट्रीटमेंट चलेगा इनशाला पहले डेढ़ लाख की मदद आप भाई ने जो भेजी थी उन तक पहुंचा दिए और अब जो इलाज होगा वो लखनऊ हॉस्पिटल के अंदर इंशाल्लाह हम कराएंगे जो आप आगे मदद भेजोगे इंशाल्लाह उससे इलाज भी कराएंगे और इनका सहारा भी बनेगा इंशाल्लाह मैं आपसे उम्मीद करूंगा कि इंशाल्लाह कुछ ना कुछ आप हमारे मनोज कुमार भाई की मदद करेंगे और इस वीडियो को तमाम लोगों तक शेयर करेंगे इनशाला ိတာကြီးတကောင်အကြောင်းကိုသွားပြီးတရိရတယ်။တန်ယုတ်တနိကေသာဃာထဝကတန်ယုတ်ပါဠိတော်လက္ခဏတန်ယုတ်ကုံဗန္ဒတုံမှာမြတ်စွာဘုရားတတ်တော်ထင်ရှားရှိစဉ်တော်ကအိုးလောက်ပမာဏရှိတဲ့ဝိသီကြီးကိုထမ်းသွားပြီးတော့အဲ့ဒီဝိသီကြီးအပေါ်မှာပဲထိုင်နေရသည့်ကြီးမားသောဆင်းရဲဒုက္ခကိုခံစားနေရသောတိတာကြီးတကောင်ရှိတယ်။ဘာကြောင့်အဲ့ဒီဘဝကိုရောက်ရတာလဲဆိုရင်သူဟာတရားသူကြီးဖြစ်ခဲ့စဉ်တော်ကကောက်ကျစ်ဆင်းလဲပြီးတော့မတရားလက်စားခဲ့တယ် အဲ့ဒီအကုသို့ကံကြောင့်အခုလိုကြီးမားသောဆင်းရဲဒုက္ခကိုခံစားနေရသည့်ပိတာဘဝကိုရောက်ရခြင်းဖြစ်တယ်။ဒီလိုပြောလို့တချို့ကအရှင်ဖေယားကိုကပိတာဒါကလူလေးလို့ပြောကြလေအောင်မယ်။မြတ်စွာဘုရားကဝိမာနဝိထုမှာမနုဿနေရာကြီးကမနုဿတိရိသနာမနုဿပေတပရမတ္ထမနုဿရယ်ဆိုပြီးလူလေးမျိုးဟောကြားခဲ့ပါတယ်။အဲ့ဒီလူလေးမျိုးထဲမှာမနုဿပေတဆိုတာပါပါတယ်။မနုဿပေတဆိုတာဒီပိတာကိုပြောတာပါ။ လူသားစင်စစ်ဖြစ်ပါရဲ့နဲ့စားစရာမရှိတောက်စရာမရှိအတိဒုက္ခရောက်ပြီးတော့နောက်ဆုံးယောဂဖြစ်ရင်တောင်မှစိတ်ကုစရာမရှိတဲ့ဘဝမျိုးကိုခံစားနေရတော့လူသားမျိုးကိုလူပြိတ္တာလို့ခေါ်ဆိုခြင်းဖြစ်ပါတယ်အခုဒီဗီဒီယိုဖိုင်တဲကလူဟာလူပြိတ္တာတစ်မျိုးပါပဲเนาะဘာကြောင့်အဲ့ဒီဘဝကိုရောက်ရတာလဲဆိုရင်လက်ရှိပစ္စုပန်မှာတော့အခြားအကြောင်းပြချက်တွေများစွာရှိပေမဲ့အရင်စကြည့်လိုက်မယ်ဆိုရင်ရှိရှိသောဘဝတွေတော့ကအကုသိုလ်တွေအာကြည့်ပြီးကုသိုလ်ကောင်းမှုတွေမရှိခဲ့လို့ပဲဖြစ်ပါတယ်ဒါကြောင့် ဒီဗီဒီယိုကိုကြည့်ရှုနေကြတော့ဦးစင်းရဲ့ဒကာဒကာမအပေါင်းတို့ကောင်းတို့ဒီလည်းပဲဒီလိုဆင်းရဲတဲ့ဒုက္ခတွေကိုမရကျင်ဘူးဆိုရင်မိမိဘဝကောင်းကိုရှားရှိနေတဲ့အချိန်မှာကုသိုလ်ကောင်းမှုကိုပြုပါအကုသိုလ်ကိုနည်းနိုင်တလောက်ထည့်အောင်ကြိုးစားကြပါလို့ပြောချင်ပါတယ်နော်ဒီဗီဒီယိုကိုအားလုံးစုံတွန်းဝင်ကြည့်ရဲ့ပုံကိုကျွန်တော်ကကြည့်ကြအောင်မြန်ကြီးမြန်ကြီးတံပါတယ်